ီဗီရုံးမြင့်တရားပေးတယ်များခင်ဗျာဒီပတ်တင်းသတင်းတွေကိုစတင် တင်ဆက်ပေးပါတော့မယ်တာဝရီမြို့နယ်တဲကကြီးရွာတိုက်နယ်ဆေးရုံတစ်ခုမှာဆေးကုမဲ့အမြဲတမ်းဆရာဝန်တွေမရှိတာကြောင့်ဒေသခံတွေအခက်ခဲတွေ့နေကြပါတယ်ဥအောင်ကျော်အခုသတင်းပတ်တွင်ပေးပို့ထားခဲ့တဲ့သတင်းပါခင်ဗျာတာယော်ရီမြို့နယ်အတွင်းမှာရှိတဲ့ဆန်ရွေးတိုက်နယ်ဆေးရုံမှာတာဝန်ကျဆရာဝန်တွေမရှိတာအတော်ကြာပြီလို့ဆိုပါတယ် ဒေသခံလူဦးရေ9000ကျော်အားထားနေရတဲ့အဲဒီတိုက်နယ်စီးရုံကိုလွန်ခဲ့တဲ့28နှစ်လောက်ကတိစောက်ခဲ့တာဖြစ်ပြီးကုသပေးမဲ့ဆရာဝန်တွေကတော့လုပ်ငန်းတာဝန်တွေပြက်ကွက်နေကြပါတယ်။အဲဒါကြောင့်ဒေသခံတွေအနေနဲ့အခက်အခဲတွေ့နေရလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရွာရဲ့မှာစပြီးတော့တိစောက်တဲ့ဟာကျွန်တော်တို့ရွာရဲ့ဟိုကျမ်းမာရေးနဲ့အထောက်အကူဖြစ်မယ်လို့ကျွန်တော်တို့ကယုံကြည်ထားတာပေါ့။ဒါပေမဲ့တကယ်တကယ်ကျတော့နာမည်ကန်တာတိုက်နယ်စီးရုံဖြစ်နေပြီးတော့ဆရာဝန်တွေက နာမည်ကံပဲဆက်ရွေးတိုက်နယ်မှာတာဝန်ကျတဲ့ဆရာဝန်ဆိုနာမည်ကံတစ်ခေါက်လောက်ပဲရောက်လာပြီးရင်သူကသူတို့မြို့မှာပဲနေပြီးအချိန်ကြာပြောင်းရွှေ့သွားကြတာလေမိနစ်20ဝန်းကျင်လောက်ရှိပြီပေါ့ဒီပုံစံနဲ့ဤသွားတာအဲဒီကြားထဲမှာတော့တကယ်ကောင်းတဲ့ဆရာလေးလည်း20လောက်လာဘူးပဲပေါ့ ဆရာဝန်တွေမရှိလို့ဒေသခံတွေရဲ့ကျန်းမာရေးပြဿနာကိုအဆင်ပြေသလိုဖြေရှင်းနေရပါတယ်။ဒီမှာဆရာဝန်တွေရောဆရာမတွေအကုန်ပြည့်ပြည့်စုံစုံရှိမယ်ဆိုရင်လည်းကျမတို့ဒီအလူတွေဖို့လည်းအကုန်လုံးမွေးရပွားရတာလည်းဘုံအဆင်ပြေတယ်။ခက်ခဲလည်းမရှိဘူးပါ။အဲ့လိုအဆင်ပြေတဲ့အခါကျဒီမှာဆရာဝန်ရောဆရာမတွေရောအကုန်လုံးငုံငေါလောက်မရှိတဲ့ရိုးသွားမယ်ဆိုလို့ရှိရင်လမ်းမဆက်တော့ရစားခက်ခဲရှိမယ်။ဒီကြားထဲမှာလည်းဟုတ်ကိုဝင်ဆောင်နေအနေနဲ့တခုမဖြစ်မယ်เนาะဖြစ်ဘူးဆိုတာလည်းပြောလို့မရဘူးကြားတဲ့ကာလမှာစိုးကြိုးနေ ခြားသွားပြပေးနိုင်တာပဲဆောဆီအောင်ပြပြစုံစုံလေးနဲ့ဆိုရင်တော့ကျမတို့ဒီရွာလူတွေအကုန်လုံးအဆင်ပြေမှာအဲ့လိုမျိုးကြတော့တော့အဲ့တာယာပြီးစေုံပဲတင်ရတာပေါ့ဒီမှာအဆင်မပြေတော့ဆောင်လေးဒါပြည့်စုံမယ်ဆိုလို့ရှိရင်တော့ဘေးကလူတွေကလည်းဒီမှာနေမယ်အဆင်ပြေမယ်ခုံကြစိတ်ကသာလည်းအကုန်သက်သာမယ်ပိုကြတော့တော့လာတာလည်းခဲရင်လေဒေသခံတွေမျှော်လင့်တယ်လို့ဖြစ်မလာတဲ့အဲ့ဒီစေုံမှာအဓိကလိုအပ်နေတာကတော့အမြဲတမ်းတောင်းဆောင်မဲ့ဆောင်ပဲဖြစ်ပါတယ် ဒီမှာမကူတာလည်းဆရာဝန်ကလည်းမရှိဘူးတနေ့သွားပြသေးတယ်သမီးလေးပွားပြတဲ့ဥစ္စာကိုဆရာဝန်ကမရှိတော့အဲ့နေဆေးထုတ်ပြီးပြန်လာတယ်ပြန်လာပြီးတော့ထပ်ပြီးနောက်နေ့လည်းသွားပြီးတော့မပြတော့တာဝန်ပြဖို့ကလည်းအဆင်ပြေဘူးလေ KI ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတာဝန်ရှိသူတူကတော့စံရွေးတိုက်နယ်ဆေးရုံမှာတရားဝင်ခန့်အပ်ထားတဲ့ဆရာဝန်နှစ်ဦးရှိပြီးတဦးကတာယာဝရီဆေးရုံမှာ တွက်ဖက်တာဝန်ယူနေရတယ်လို့ဆိုပါတယ်စံရွေးတိုက်နယ်ဆေးရုံအတွက်အချိန်ပြည့်တာဝန်ကျနေတဲ့ဆရာဝန်ကတော့ မကြသေးခင်ကမှအခြားတိုက်နယ်စစ်ရုံကိုပြောင်းရွှေ့တောင်းဝန်ချထားတယ်လို့ဆိုပါတယ်။မြို့ပြနဲ့အလံဝေးတဲ့ကြီးလက်ကတိုက်နယ်စစ်ရုံတွေမှာအဓိကရင်ဆိုင်နေရတဲ့ပြဿနာကတော့ဆီအောင်တွေမရှိကြတာပါ။ကျွန်တော်အောင်ကြော်ပါခင်ဗျာ။တာဝတီထောင်ထဲကဖန်းစီခံចောင်းသားဒီမှာရှေးကုသခွင့်အခွင့်အရေးအကြက်တဲနဲ့နောက်ဆက်တွဲကျမ်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ကုသပေးနေတယ်ဆရာဝန်ကပြောလိုက်ပါတယ်။ခိုင်ပန်းမှုပေးပို့ထားပါတယ်ခင်ဗျာ။ တယာရီချင်းတောင်ရှိចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေဟာလက်ဗရန်မှာရိုင်းနဲ့ဖမ်းဆီးခံရတဲ့ဒဏ်ရာတွေကြောင့်စီကူတောက်မှုခံယူဖို့လိုအပ်နေတာပါ။ကျမ်းမာရေးအခြေအနေဆိုရမှုတွေကြောင့်ចောင်းသားနဲ့ဝင်းရံပြည်သူ22ဦးကိုရန်ကုန်ပြည်သူ့စေယုံကြီးမှာအတွင်းလူနာအဖြစ်ကူတာခဲ့ပေမဲ့နောက်ဆက်တွဲကျမ်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဆရာဝန်တဦးကပြောပါတယ်။ဒီစေဝါဆက်လက်ကူတာမှုခံယူဖို့လိုပါတယ်။စေဝါဆင်းလာပြီးတဲ့လူနာတယောက်ကစေယုံတံပြီး follow up ဆက်လုပ်သွားရတယ်။လူနာစေဝါဆင်းလာတဲ့တခါလက်တောက်သွားတာမဟုတ်ဘူး။အဲ့တော့သူတို့ ောင်ထဲရောက်သွားတဲ့အခါမှာ follow up မသွားပါဘူး။ဥပမာဆိုရင်ဟို online ဆိုင်း online ဆိုင်းဆိုရင်ကျွန်တော်တို့ဘာတွေ့တယ်လဲဆိုတော့ဆေးရုံတက်တဲ့အခါမှာ hepatitis C ပေါ့နော်တွေ့ hepatitis C တွေ့တာသူ့ရဲ့ genotype က 6N အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆရာဦးကမောင်ဝင် liver ပေါက်ကအသည်ပေါက်ကဆရာဦးကမောင်နဲ့သွားပြီးဆွေးနွေးလာတယ် ကျွန်တော်တို့ဆရာကတော့အမဘာလို့စောင့်နေမလဲတဲ့ချက်ချင်းကူအောင်မယ်တဲ့ကူပါဘောနော်ချက်ချင်းကူအောင်လို့ပြောပါနောက်ဆုံးနောက်ဆုံးပတ်ဟို၄ရက်ကိုရဲအထဲမှာသားပါတယ်အဲ့ကရန်ကုန်စိတ်ယုံကြီးရောက်တော့ပတ်အဆိုင်မှာပိုးတွေ့တယ်ပိုးတွေ့တော့ဆင်းနှစ်ပတ်တော့ရတယ်ပိုးသက်ဆင်းနှစ်ပတ်တော့ရတယ်နှစ်ပတ်တော့ပြီးတော့စောင့်ကြည့်တဲ့အချိန်မှာတော့ပြန်အောင်နေတယ်အရှိတရီအချင်းတော်ကကျောင်းသား80ရာခိုင်နှုန်းခန့်ဟာဆေးဝါးကုသဖို့လိုအပ်နေတာဖြစ်ပါတယ် ပြည်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက်တွေထဲမှာပြည်တံတသက်တကျွန်းဒါမှမဟုတ်တည်ရင်ကြခံနိုင်တဲ့အမှုမဟုတ်ရင်အာမခံပေးနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ကျမ်းမာရေးချိုးတက်နေတဲ့ကျောင်းသားတွေကိုအာမခံပေးလို့ရပေမဲ့မပေးတာဟာလူခွင့်ချိုးဖောက်တာဖြစ်တယ်လို့ဥပဒေပညာရှင်တူကပြောပါတယ်။ဥဒါခွင့်ကျောင်းဟိုပါမရတဲ့ဟာတော့ဘယ်လိုပြောမလဲလူခွင့်ရတခုကိုချိုးဖောက်တာလို့ထင်ထင်ရှားရှားကြီးသိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဟာဒီအခုလာတမကမှာစံချိန်နေရှိသလိုပဲအခုလာတမကမှာထုတ်ထားတဲ့တရားဥပဒေတွေလည်းအများကြီးရှိပါတယ်။ လက်ရှိကျန်းမာရေးထိခိုက်နေတဲ့ကျောင်းသားနဲ့ဝင်းရံပြည်သူ23ဦးတို့ကိုအာမခံပေးလို့ရပါမယ်လေ၈ဦးသာအာမခံရရှိထားတာပါကိုအောင်မိုင်းဆက်မှာလည်းအသက်အောင်တော်စီဖို့တွေ့ရှိထားတာကြောင့်နောက်ဆက်တွဲဆွေးနွေးကူတာမှုတွေလိုအပ်နေပါတယ်လက်ရှိကျောင်းသားတွေမှာအစာရင်ယောဂအရေးပြားယောဂနဲ့ရိုင်းနက်ခံရစဉ်ကရရှိခဲ့တဲ့အတွင်းတန်ရတွေဟာပုံမှန်ဆွေးနွေးကူတာမှုခံယူဖို့လိုအပ်တယ်လို့ကျောင်းသားတွေကိုဆွေးကူတာပေးနေတဲ့ဒေါက်တာသမင်းကပြောပါတယ်ကျမခိုင်ပန်းလို့ပါ2020ရွေးကောက်ပွဲကဖြစ်ပေါ်လာတဲ့ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရက်ဟာဇန်နဝါရီလ28ရက်နေ့မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ဥအောင်ကိုကိုလက်ပြေပို့ထားခဲ့ပါတယ်ခင်ဗျာ။စနေဝါရီလ28ရက်နေ့ကတော့2010နဲ့2012ခုနှစ်မှာအနိုင်ရခဲ့တဲ့ကိုယ်စားလှယ်တွေကလွတ်တော်တက်တန်9နှစ်တာကာလအတွင်းမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့နောက်ဆုံးနှစ်တနည်းပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့လွတ်တော်နှစ်ရက်လုံးမှာနှုတ်ဆက်စကားတွေပြောကြားခဲ့ကြပြီးပြည်သူလွတ်တော်မှာကတော့ပါတီ16ခုကကိုယ်စားလှယ်တွေနဲ့တပ်မတော်သားကိုယ်စားလှယ်တွေကနှုတ်ဆက်စကားပြောကြားခဲ့ကြပါတယ်။ပြည်သူလွတ်တော်ဥက္ကဋ္ဌကြီးနဲ့ ဒီလိုတော့ကိုယ်စားလှယ်များဖိတ်ကြားထားဖို့ဧည့်သည်တော်များခင်ဗျာကိုစိတ်ပြားကျမ်းမာချသာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သရင်နှုတ်ခွန်းဆက်သားပါတယ်လွတ်တော်တွေကို2021ခုနှစ်ဇန်နဝါရီလမှာခေါ်ယူခဲ့ပြီး2016ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာဆိုရင်လွတ်တော်တက်တန်း9နှစ်ပြည့်မှာဖြစ်ပြီးယနေ့မှာကတော့ပထမအကြိမ်လွတ်တော်ပုံမှန်အစည်းအဝေးတွေပြီးဆုံးတဲ့နေ့ပဲဖြစ်ပါတယ်။ဒီနေ့လွတ်တော်ရဲ့ဒီလွတ်တော်နောက်ဆုံးနေ့ဖြစ်ပြီးနောက်တက်လာမယ့်လွတ်တော်ကိုယ်စားလှယ်တွေကိုလည်း မနေ့နဲ့ဒီနေ့လက်တွဲခေါ်ခဲ့ကြပြီအမျိုးသားလွှတ်တော်ကလည်းနောက်ဆုံးနေ့ပဲဖြစ်ပြီးပြည်ထောင်စုလွှတ်တော်ကတော့ဇန်နဝါရီလ29ရက်နေ့မှာဆက်လက်ကျင်းပအောင်မှာဖြစ်ပါတယ်2005အထွေထွေရွေးကောက်ပွဲမှာအနိုင်ရတဲ့ကိုယ်စားလှယ်တွေတက်ရောက်ရမယ်ဒုတိယအကြိမ်လွှတ်တော်ကိုဖေဖော်ဝါရီလ1ရက်နေ့မှာခေါ်ယူကျင်းပမှာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့ဒုတိယအကြိမ်ကျင်းပပြုလုပ်မယ်လွှတ်တော်တွေရဲ့ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေကိုအစိုးရဖွဲ့ခွင့်ရမယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအတည်ပြုကြေညာခဲ့ပါတယ် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကိုဦးဝင်းမြင့်နဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌအတွက်ကတော့မန်ဝင်းခိုင်တန်းတို့ကိုရွေးချယ်ခဲ့ပါတယ်ကျွန်တော်အောင်ကိုကိုလက်နေပြည်တော်ကနေတင်ပြပို့ထားတာပါမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကတနည်းတစ်နည်းပြောင်းလဲမှုတွေဖြစ်ပေါ်လာပေမဲ့ပြောင်းလဲလိုက်တဲ့စနစ်တွေဟာတိတိကျကျဆောင်ရွက်နိုင်မှုကတော့အားနည်းနေသေးတယ်လို့အခြေခံပညာရေးဦးစီးဌာနဦးစီးအရာရှိတူကပြောဆိုခဲ့ပါတယ်ဒေါခင်နှင်းပြူဆိုပြပို့ထားခဲ့ပါတယ်ခင်ဗျာ ခုလိုရုတ်တရက်စနစ်ပြောင်းလဲမှုတွေဟာမြန်မာတမိုင်းကြောင့်မှအမြဲကြုံတွေ့နေရပြီးစနစ်အကူပြောင်းကာလတွေမှာចောင်းသားတွေအနေနဲ့ပညာရေးမှာအနှောက်အယှက်အဟန့်တားတွေဖြစ်နေတာကြောင့်ဆမ်မွေးကိုတတိထားတင်တယ်လို့သူကဆက်ပြောပါတယ်။အကဲ၍များစနစ်တစ်ခုအနေနဲ့စနစ်တစ်ခုအတွက်အပြောင်းလဲလုပ်မယ်ဆိုရင်ခိုင်မာသောမှန်ကန်သောလုံလောက်သောသူတေသနာအထောက်အထားတစ်ခုတော့လိုအပ်ပါလိမ့်မယ်။ဒီလိုသူတေသနာအထောက်အထားမှန်ကန်သောခိုင်လုံသော ကိုးစားနိုင်မှုရှိသောသူတည်တနာအထောက်အထားတွေမရှိဘဲနဲ့ဆောင်ရွက်ခြင်းနေရအခုလိုပဲနော်စာမျိုးဝက်စနစ်ကိုနော်တစ်ချိန်ပြီးတစ်ချိန်အပြောင်းလဲလုပ်နေခြင်းဒီကလေးများရဲ့ပညာရည်မြန်မာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုအနောက်ရှိအဟံအတာဖြစ်နိုင်တဲ့လိုရည်တည်လို့ ြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်ထရိုရတန်နဲ့အထမရန်ကုလဆောင်ဝင်ဝက်ဆစ်ချင်းကို2015 2016ပညာသင်နှစ်ကစပြီးဆောင်ရွက်ခြင်းမပြုဖို့ဇန်နဝါရီလ10ရက်နေ့ကနေပြီးတော့ပညာရေးဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးမှာသဘောတူခဲ့ရပါ2015 2016ပညာသင်နှစ်ကစပြီးစရုပ်ရတန်းနဲ့အထမရန်တွေကိုကြာရှုံးတဲ့အခါကုစားဆောင်မွေးပွဲမရှိတော့တဲ့အတွက်ကျောင်းသားကျောင်းသူတွေအနေနဲ့အရင်လိုတနည်းတန်းပုံမှန်မအောင်မြင်နေတာကြောင့်အခြေခံပိုင်နိုင်မှုပိုအရေးကြီးလာတယ်လို့အထမရန်သင်ကြားနေတဲ့ဆရာမတို့ကပြောပါဗျာ ကျောင်းစစ်မိကွန်းတွေအကုန်လုံးကတော့စနစ်ကပြန်ကုစားပြီးတော့အောင်ရတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်အောင်ချက်တွေကောင်းနေတာပေါ့လေအစိုးရစစ်ကြတော့ခရိုင်ကနေပြီးတော့ကင်တွယ်လိုက်တဲ့အချိန်မှာကလေးတွေကစာကြည့်ရတဲ့အပိုင်းတွေများသွားတယ်ဒရိုနာနဲ့အထမရအဆောင်မွေးအောင်စင်းတွေကိုအစင်းတက်မှတ်ချက် grade များနဲ့ထုတ်ပြန်ကြေညာပြီးအစင်းတက်မှတ်ရမှာ စာမူအရဲ့စုစုပေါင်းရမှတ်တွေကိုဖြည့်ဆွရမယ့်ဘာသာ၆ခုနဲ့စာပြီးရရှိတဲ့အမှတ်တရကနေ80မှတ်အတွင်းကို grade A တက်မှတ်ပြီးရမှတ်39မှတ်ရဲ့အောက်ကိုတော့ grade B အဖြစ်တက်မှတ်ပြီးကြာရှုံးမှုတက်မှတ်မယ်လို့လည်းသိရပါဗျ။နောက်ဆိုလင်2015ပညာသင်နှစ်မှာစတုထရတန်နဲ့အထက်မှရန်တန်းနေဆောင်မွေကိုတနင်္ဂနွေလုံးအတိုင်းတားနဲ့စတုထရတန်ကျောင်းသား7,600ကျော်ဝင်ရောက်ဖြည့်ဆွခဲ့ပြီးအောင်မြင်သူ6,500ကျော်ရှိပြီးအောင်ချက်85တက်မှ86ရာခိုင်နှုန်းနဲ့ အထမရန်ကြောင်းသား9သိန်း9000ကျော်ဝင်ရောက်ဖြည့်ဆူခဲ့ပြီးအောင်မြင်သူ3သိန်းကျော်ရှိကအောင်ချက်54.17ရာခိုင်နှုန်းရှိကြောင်းပြည်ညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ကျွန်မခင်းနေဖြူဆိုပါမင်္ဂလာတော်မြို့နယ်ပြင်းမာပင်ကြေးရွာတဲကအိမ်နေဖြစ်စည်းခံထားရတဲ့ဒေသခံတွေဟာစောင်းဝနေရေးအခက်အခဲတွေကြုံတွေ့နေကြရပါတယ်နှွေးနီပေးဖို့ထားခဲ့ပါတယ်ခင်ဗျာမင်္ဂလာတော်မြို့နယ်ပြင်းမာပင်ကြေးရွာအုပ်စုတဲကကျူးကျော်နေထိုင်ကြတဲ့ရက်ွက်၃ခုကနေအိမ်တွေကို ဇန်နဝါရီလ26ရက်နေ့မှာဖြိုချဖျက်ဆီးခံရတာကြောင့်ဒေသခံတွေကစားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရတာပါအခုဆိုလို့ရှိရင်နေဘဝလည်းမရှိတိုင်းမှုကလည်းမရှိစားဖို့ဆိုတာလည်းမရှိသားသမီးအားကိုးရတာလည်းမရှိအဲ့လိုဖြစ်နေတာပေါ့ဒီလိုအခက်အခဲတွေကိုကြုံလာခဲ့ပဲဆိုရင်ကျမတို့ပြည်သူတွေကနေပြီးတော့ဒီခလေးတွေဘဝရှင်ရေးအတွက်ကိုဘယ်လိုစဉ်းစားပေးမှလဲအခုလက်ရှိနေတိုင်းဘိုးလည်းနေရာတွေလည်းမရှိတော့ပါဘူးဖယိုဖယဲတွေလည်းအကုန်ဖြစ်ပါပြီဘုန်းကြီးเจ้าတွေမှလည်းသွားနေရတယ် ဖားစီတိုင်းချိန်နေမှာအကြောင်းနေမှာလည်းသွားနေရပါတယ်ရှင်အခုမိုးတွေကလည်းအရန်ယွာနေတဲ့ချိန်ကမှနေစရာလည်းမရှိဘူးစားစရာလည်းမရှိဘူးပြည်သူတွေကနေပြီးထင်းထုတ်တွေကမ်းပြီးတော့မုတ်ထုတ်ကလေးတွေရေတန်ဘူးလေးတွေနဲ့စားတော့နေရပါတယ်မိုးရွာတယ်ကျမတို့ကခက်ခဲနေကြုံနေပါတယ်အဲ့ဒီဒေသခံတွေထဲမှာအိမ်ငှားလို့ရတဲ့သူတွေကတော့အိမ်ငှားနေထိုင်နေကြပြီးအိမ်ငှားလို့မရတဲ့ဒေသခံတွေကတော့အဲ့ဒီနီးနားမှာရှိတဲ့နယ်ခွေစိုက်ပျိုးရေးပင်မကူတော်ဝင်းမှာနေထိုင်နေရပါတယ် မိသားစုများများအခုသူညီမပြောပါမိသားစု14ယောက်ရှိတယ်ညီမဘူးမငှားမဲ့သူမရှိဘူးမိသားစုများတဲ့အတွက်မဟုတ်လို့မနေ့ကတော့ညီမလည်းလိုက်ပြီးတော့တောင်းတော့မှမနေ့လိုက်ငှားတယ်ဘယ်မှငှားလို့မရချားလို့မရရန်ကုန်မြို့ဆိုတာကြောတရားချဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါကြောင့်မလို့ညီမတို့ဒီမှာလာပြီးတော့ခိုးကပ်ပြီးတော့နေတာအတော်လေးနဲ့အားပြုပြီးတော့အားကိုပြီးတော့လာနေတာတော့ရနေပြီးတော့ဒီလိုမှန်းသိကိုတော့ကိုပဲနေမှာပေါ့အဲ့ဒီလောမှာစာဝင်းနေရေးမပြေလည်သေးတဲ့ဒေသခံတွေကိုရက်ကွက်အတွင်းမှာရှိတဲ့ NLD ပါတီဝင်တွေကကူညီဆောင်ရွက်ပေးနေပါတယ် သူတို့တွေအခုအဲ့ချမ်း50ပေါ့လေရေးထားရေးတော့အခက်အခဲဖြစ်တာရေးအဲ့မှာတော့ကျွန်တော်တို့60စားရေးတောက်ရေးမှာအခက်အခဲဖြစ်နေတာတွေအတွက်ကိုကျွန်တော်တို့ဒီမှာအင်အားစီးရေးတွေကောက်ပြီးတော့တော့ထမင်းထုတ်တွေတော့အားကြီးစီစဉ်တော့ရေးတောက်ရေးတော့ထမင်းတွေတော့ဘုတ်တွေကိုမော့တော့ခေါ်ဆွဲကျွန်တော်တို့ကတော့အားလုံးပါအားလုံးစီစဉ်ပြီးတော့ပို့ပြီးတော့ ချိုခွင်းခံခဲ့ရတဲ့ကျူးကျော်ဒေသခံတွေထဲမှာအချို့ကအဲ့ဒီမြေနေရာကိုဝယ်ယူပြီးနေထိုင်သူတွေဖြစ်ပါတယ်။အချို့ကတော့အေယော်ရီတိုင်းဒေသကြီးမှာနာကင်မုံတိုင်းမိပြီးရောက်လာတဲ့သူတွေတောရက်မှာလောက်ကင်စားတောက်ဖို့အတွက်အဆင်မပြေမှုတွေကြောင့်မြို့ပေါ်တက်ပြီးအခုလိုမျိုးနေထိုင်နေရတဲ့သူတွေဖြစ်ပါတယ်။နေအိမ်ဖြတ်စည်းခံခဲ့ရတာကတော့ပြင်းမမြင့်ကျေးရွာအုပ်စုမှာရှိတဲ့စံတမာရီရက်ကွက်မြဲမြံအောင်စိုက်ခင်းနဲ့ပြည်စုံအောင်စိုက်ခင်းတို့ဖြစ်ပြီးအိမ်ခြေပေါင်း900ကျော်ကိုဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။ကျမနွယ်နေပါ ပဲဂိုးမျိုးရက်ွက်ကြီးကိုအုတ်တာမျိုးတစ်ကစက်မှုစုံနေမြေအတွင်းကျူးကျော်အိမ်တွေကိုဘူဒူဇာနဲ့ဖျက်ဆီးရှင်းလင်းပစ်ခဲ့ပါတယ်အခုသတင်းပတ်အတွင်းဒေါခင်ယူပါပေးပို့ထားခဲ့ပါတယ်ခင်ဗျာဇန်နဝါရီလ29ရက်နေ့ဒီကနေ့မနက်9:00ခွဲကျွန်တော်ကစပြီးဂိုးမျိုးရက်ွက်ကြီးကိုညောင်ရင်မြောက်ကွင်းကစက်မှုစုံနေအတွင်းကျူးကျော်နေအိမ်တွေကို ဗိုလ်ခန့်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီးဌာနဆိုင်ရာဖွဲ့တွေကပူရီဇန်နဲ့ဖြတ်ထုတ်ရှင်းလင်းခဲ့ကြတာပါအခုတော့ကြီးကျော်နေအိမ်တွေကိုဖယ်ရှားဖို့အကြောင်းကြားသာအပြင်အသီးပေးဆွေးနွေးတာတွေလှုပ်ဆောင်ခဲ့ပြီးပြီလို့ခန့်အုပ်ချုပ်ရေးမှူးကပြောပါတယ်ဒီမြေတွေဟာ2014ခုနှစ်ကတည်းကနိုင်ငံတော်စီမံခန့်ခွဲမြစ်အဖြစ်တရားဝင်ကြေညာထားတာလို့ဆိုပါတယ်ဒါတော့လည်းဆက်မှုတွေကိုကျွန်တော်ပိုင်ထားတယ်။နိုင်ငံတော်တရားဝင်အပ်ထားပြီ။2014မှာနိုင်ငံတော်စီမံခန့်ခွဲမှုတရားဝင်ကျင်းပထားတယ်။သက်ဆိုင်မှုတွေလည်းဒီမှာ notice တွေအချိန်ကြီးပုံတစ်ချက်ကျော်ပို့ထားတယ်။ ချိန်မောင်မလေးဆိုတာနောက်ဆုံးချိန်22နှစ်မှာနောက်ဆုံးချိန်3ရက်ထပ်ပြီးအချိန်ကြီးအစားကြီးထပ်ပြီး22နှစ်မှာခင်ဗျားတို့မြို့ကြီးပြည်မှာဌာနဆိုင်အဖွဲ့တွေအကုန်လုံးနဲ့ရှင်းလင်းမယ်ဆိုတာကိုအကုန်လုံးဒီမှာနေတဲ့လူတွေအကုန်လုံးချပြတယ်ရှင်းလင်းတယ်ပြောတယ်ပေချာကိုယ်စီစဉ်ပြထွက်ရင်ကမထွက်ဘူးဆိုလို့ရှိရင်ဒါကိုဥရိနဲ့ညီဖြည့်ရှင်းမယ်ဒီမှာဒီစီကာကနနာလေးအကုန်လုံးကို PIB ကြောင့်နားလဲနားလဲကြည့်ရအောင်အကုန်လုံးရှင်းပြပေးတယ်အဲ့တော့ဒီနေ့ကိုပြောမယ်ဆိုတော့လည်းသက်ဆိုင်ဌာနဆိုင်ရဲ့အကုန်လုံးနဲ့အဲ့တော့စီဝေးတို့ကိုပြန်ဆက်နေကြတယ် ောင်းတယ်ဒီလိုပါကြီးရနေတဲ့အတွက်အခုဖြတ်သိမ်းလိုက်တဲ့နေရာတွေဟာတဲအိမ်60ကျော်ရှိပေမဲ့နေအိမ်20လောက်သာလူနေထိုင်တာတွေ့ရတယ်လို့မျက်မြင်တွေကပြောပါတယ်လက်တလုံးအမှန်တကယ်နေထိုင်သူတွေကတော့နှက်ပင်ကဝဝဲပြန်ဒီကြောက်ကန်စားတဲ့နေရာတွေကလာရောက်နေထိုင်ကြတာဖြစ်ပြီးနေအိမ်တစ်လုံးကို75သိန်းနဲ့ဝယ်ယူထားရတယ်လို့ပြောပါတယ်တလုံးဟိုတချောင်း55သိန်းနဲ့မိသားစုပေါ့နော်ဟိုဘက်ကဟိုအစွန်ဆုံးကမောင်လေးပေါ့ဒီဘက်ကညီမတယောက်ဒါညီမတစ်ခု နိုင်ငံတော်စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကိုကျူးကျော်ပြီးခြံရက်ကို75ဒိန်းနဲ့ရောင်းချတဲ့ကိုမျိုးဝင်းဆိုသူကိုစက်မှုကြီးကြေးနဲ့စစ်ဆေးဦးစီးဌာနကဒေါက်တာမျိုးထိုက်ကတရားလိုပြုလုပ်တိုင်တန်းကဇန်နဝါရီ25ရက်နေ့ကမှပြည်သူ့ပိုင်ပစ္စည်းကာကွယ်ရေးအုပ်ရေပုံမှ6တင်းနဲ့ဗကုမြို့နယ်တရားရုံးမှာအမှုခွင့်အရေးယူထားတယ်လို့သိရပါတယ်။ကျွန်မခီပါပါရှင်။ရန်ကုန်တိုင်းဒေသကြီးဒဂုံစိတ်ကန်းမြို့နယ်ကဖေရှားခံလိုက်ရတဲ့ကျူးကျော်ဒီအနေနဲ့စောင်းဝင်နေရေးကျမ်းမာရေးအခက်အခဲတွေ ရှိလာနေပါတယ်ဥအားကပေးဖို့ထားခဲ့တဲ့သတင်းပါခင်ဗျာတကောင်စိတ်ကမ်းမြင့်ကဖက်ရှားခံလိုက်ရတဲ့ကျူးကျော်တွေအနေနဲ့တက်တလောမှာစာဝတ်နေရေးကျမ်းမာရေးအခက်အခဲတွေလည်းရှိနေပြီစားတောက်ရေးအတွက်လူရှင်တွေလှူဒါန်းမှုနဲ့စားတောက်နေရပါတယ်ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းကရာသီဥတုဆိုးရတာကြောင့်အသက်80ကျော်အမျိုးသားတူအမျိုးသမီးတူလေဖြတ်ဝေဒနာခံစားခဲ့ရပါတယ်ဟောဆေးရတောက်ရတာဒီနေ့6ခွက်လောက်တောက်နေရအခုလည်းအဲ့ဒါပါဆေးတွေတောက်လုံးအကြီးတော့ဗာပဲလာလဲဆိုတော့ပူထူပြီးတော့နင်းဖြစ်နေဆေးရဟို ဟိုနေ့ကအကြိုက်ခဲပျောက်စေးတွေရွနေကတနေ့သုံးလေးခွက်တောက်နေတော့အကြောင်းတော့ကနည်းနည်းဟိုနေ့ဖြစ်လာတာပူပြီးမိုးရတဲ့နေ့အားဆိုမှာတော့ဟောက်တော့ရောက်တယ်တညလုံးခလေးတွေဆိုအမမိုးရတော့တယ်မှာအကုန်လုံးကြီးတွေရောခိုင်းတွေရောခလေးတွေရောခါတဲ့အကုန်လုံးမိုးရတယ်မှာတညလုံးတညလုံးမိုးရငုတ်တော့ကိုထားငုတ်တော့နဲ့မိုးလင်းကြီးပဲအကုန်လုံးခုဖေရှားလိုက်တဲ့အေရီးယားမှာနေ100ကျော်လူရေ300ကျော်ရှိပြီးဒီထက်မှာအသက်9နှစ်အောက်ကလေးများပြားပါဝင်ပါတယ်ဒီအေရီးယားကိုစီမံကိန်းအေရီးယားအနေနဲ့ခြံခတ်ပိတ်ထားပါတယ်ကျွန်တော်အာကာပါ ။ဒီသတင်းတွေပဲတပတ်အတွင်းသတင်းတွေကိုရန်နာခွင့်ပြုပါတော့။ကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်မောင်တူပါ။